ဒီဗီဒီယိုကိုကြည့်နေတဲ့သင်ကចောင်းတက်နေတဲ့ចောင်းသားတူဖြစ်နိုင်တယ်လို့ဘွဲ့ရပြီးသားလူငယ်တူလည်းဖြစ်နိုင်ပါတယ်။ဒါမှမဟုတ်သင်ရဲ့အသက်မဝန်းချောင်းအထွတ်ဘယ်လောက်ကိုရွေးချယ်မလဲ။ဘယ်လမ်းကိုရွေးချယ်ရမလဲဆိုတာကိုအခက်တွေ့နေတဲ့သူလည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်မို့လို့ဒီနေ့ဗီဒီယိုလေးမှာအဲ့ဒီအရာတွေကိုကိုကြီးဖြည့်ရှင်းပေးဖို့အကြံသုံးခုပြောပြပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုလေးမစခင်မှာကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe button လေးနှိပ်ခဲ့ပေးပါဦးခင်ဗျာ။နံပါတ်1သင်ကဘာလို့လဲဘလို့နေရာတွေမှာအားတာလဲဆိုတာကိုသိအောင်လုပ်ပါ။ လူတော်တော်များများကကိုအားနေတဲ့အရာပေါ်မှာအာယုံဆိုင်ဖို့ပြောကြပြီမဲ့ကျွန်တော်ကတော့ဒါကိုသဘောမတူပါဘူး။ဘာကြောင့်လဲဆိုရင်သင်ကအားနေချက်ကိုပဲအာယုံဆိုင်နေတဲ့အခါနောက်ဆုံးမှလည်းအားနေချက်တွေကရှိနေအောင်မှမလို့ပဲဖြစ်ပါတယ်။ And we see this trend continuing across all sectors. indicating a significant shift in consumer behavior. သင်သဘောကျတဲ့အလုပ်သင်ကိုစိတ်လုရှားစေတဲ့အလုပ်တွေကိုစဉ်းစားလိုက်ပါ။အဲ့ဒီအရာတွေတဲကမှသင်အာယုံဆိုင်အားဆိုင်လုံဆောင်ပြီးတော့မှတကယ်တက်မြောက်ခြင်းတဲ့အလုပ်တခုသို့မဟုတ်နှစ်ခုကိုရွေးချယ်ပါ။ တင်သာအဲ့ဒီအလုပ်ဒီမှာကျွမ်းကျင်လာပြီဆိုရင်တင်းရဲ့အရေးချင်းလူတွေကသဘောကျပြီးတော့အခွင့်အရေးတွေပြီးလာမှာဖြစ်ပါတယ်။လူငယ်တော်တော်များများကကိုဘယ်နေရာမှာတော်လဲကိုဘာဖြစ်ချင်လဲဘာကိုအာယုံဆိုင်လောက်ကန်ချင်တယ်လဲဆိုတာကိုမသိကြပါဘူး။ဘာကိုအာယုံဆိုင်ချင်လဲတေချာမသိဘူးဆိုရင်မဆန်းရသေးတဲ့အရာတွေကိုဆန်းလုပ်တင်ပါတယ်။ဒီသဘောတရားကိုအားကစားဘက်ကနေစဉ်းစားကြည့်ကြရအောင်။တင်းကဘတ်စကတ်ဘောကစားတင်တာလား၊ထန်းနစ်ကစားတင်တာလား၊ပင်ပောင်ကစားတင်တာလား။ကောင်းရဲ့ကစားတင်တာလားဆိုတာကိုသိဖို့ဆိုရင်တော့မတူညီတဲ့အားကစားတွေကိုလှုပ်ဖူးဖို့လိုပါတယ် ီလိုကစားကြည့်ဖို့မှသာကိုကဘယ်အားကစားမှထူးချွန်တယ်လဲဘယ်အားကစားလုပ်ရတာကိုအတွက်ပျော်စရာကောင်းတယ်လဲဆိုတာကိုသိရှိမှဖြစ်ပါတယ်။ဒါကြောင့်မို့လို့အရာတစ်ခုတည်းကိုပဲအာယုံမဆိုင်သေးဘဲနဲ့မဆန်းလို့ရသေးတဲ့အလုပ်တွေကိုလှုပ်ဆောင်ကြည့်တယ်ပါတယ်။သင်သာတော်တော်များများကိုစမ်းသပ်လှုပ်ဆောင်ပူးပြီးပြီဆိုရင်တော့သင်ကဘယ်နေရာမှာစိတ်ဝင်စားတယ်လဲဘယ်အရာတွေမှာထူးချွန်တယ်လဲဘယ်အရာတွေကိုလုပ်တဲ့အခါအချိန်ပူပေးခြင်းတယ်လဲသူများတွေအတွက်ခက်ခဲပြီးကိုအတွက်လွယ်ကူနေတဲ့အလုပ်တွေကဘယ်အရာတွေလဲဆိုတဲ့မိကွန်းကြီးရဲ့အဖြေကိုသိတဲ့အခါမှာကိုအမှန်တကယ်အာယုံဆိုင်ခြင်းတဲ့အရာကို ကွက်ကွက်ကွင်းကွင်းသိမြင်လာပါလိမ့်မယ်။သူများတွေတိတ်ပြီးမထူးချွန်တဲ့အရာတွေမှာကိုကထူးချွန်နေရင်အဲ့ဒီအရာကကိုရဲ့အာသာချက်ပါ။ဒါကြောင့်မို့လို့အကြံပေးချက်နံပါတ်1အနေနဲ့သင်ကဘယ်လိုလိုမျိုးလဲ။ကို့မှာဘာအာသာချက်တွေရှိတယ်လဲ။ကိုရဲ့အာရုံတွေကိုဘယ်လိုနေရာမျိုးမှာအသုံးချရတာနှစ်သက်တယ်လဲဆိုတဲ့အရာတစ်ခုသို့မဟုတ်နှစ်ခုကိုရှာဖွေဖော်ထုတ်လိုက်ပါ။နံပါတ်2ငွေကိုပဲကြည့်ပြီးအလုံးမလုပ်ပါနဲ့။ skill ကိုကြည့်ပြီးအလုံးလုပ်ပါ။ကျောင်းပြီးပွဲရလူငယ်တော်တော်များများကပတ်စံပူပေးတဲ့အလုပ်ကိုပဲလုပ်ချင်ကြပါတယ်။ ငါ့ကိုပတ်စံပို့ပေးတဲ့အလုပ်ကိုဝင်မယ်ဆိုတဲ့သူတွေများပါတယ်။တင်းသားအဲ့ဒီလိုလူမျိုးတွေမှာပါနေတယ်ဆိုရင်တော့မလုပ်ဖို့အတွက်တိုက်တွန်းချင်ပါလေ။ဘာကြောင့်လဲဆိုရင်ပတ်စံကိုပဲကြည့်ပြီးတော့မှအလုပ်လုပ်တာကရေတို့အတွေးတစ်ခုသာဖြစ်လို့ပါ။ငွေတစ်ခုတည်းကိုသာကြည့်မယ်ဆိုရင်ရေရှည်မှာပို့ဖို့ပျော်ရွှင်စေတဲ့အလုပ်ကိုမရွေးမိပဲနဲ့ပတ်စံပို့ပေးတဲ့အလုပ်ကိုသာရွေးမိနေပါလိမ့်မယ်။လူကြီးတွေကတင်လျော်မယ်ထင်ပြီးတော့မှရွေးပေးတဲ့အလုပ်ကိုမိတ်ဆွေကလှုပ်လိုက်တာမျိုး။တငယ်ချင်းကဒီအလုပ်လုပ်လို့မိတ်ဆွေကလှုပ်လိုက်တာမျိုးတွေကလည်းရေတို့အတွေးတွေသာဖြစ်ပါတ ရေရှည်မှာကိုယ့်အတွက်အဆင်ပြေစေဖို့ကိုယ်ကိုယ်တိုင်ချင်းမြန်လို့တဲ့အလုံးနဲ့အတူ skill တွေတက်တိုးဖို့ continuing across all sectors indicating a significant shift in the outcome လောကလာသာသိမရပဲ volunteer တာတာအနေနဲ့ပဲလုပ်လုပ်ခဲ့တယ်။တတိယရုံငန်းထဲမှာသူစီကဒိတာတင်ယူလုပ်ကံရင်းမှာတနေ့လုံးလာစားအနေငယ်လေးလာရခဲ့တယ်။ဒါပေမဲ့ကျွန်တော်အတွက်အဲ့ဒီအချိန်တစ်နှစ်တာကပတ်စံတန်းပေါင်းများစွာတန်ဖိုးရှိပါတယ်။ And we see this trend continuing across all sectors, indicating a significant shift in consumer behavior globally. ကျွန်တော်အနာဂတ်မှာပြန်သုံးချနိုင်တဲ့ skill တွေကိုရရှိဖို့လုပ်လုပ်ခဲ့တာ။ငွေကြေးပြဿနာနဲ့ကြုံတွေ့နေရတဲ့သူတွေကစိတ်တော်မလောက်မရှိနိုင်ဘူး။ဝင်ငွေများချင်နေကြတာပါ။ indicating ဒါကတော့သူတို့ကြုံတွေ့နေရတာကငွေကြေးပြဿနာဟုတ်ပါဘူး။ skill လိုမှုပြဿနာတာဖြစ်ပါတယ်။ဒါကြောင့်လဲဆိုရင်လုပ်ငန်းတွေက skill ရှိတဲ့သူတွေကနေရာပေးအခွင့်အရေးပေးချင်ကြတယ်။ ဒါကြောင့် skill တွေအတွက်လုပ်လို့ပါပညာတွေလေ့လာခြင်းနဲ့ company ဒါမှမဟုတ် continuing across all sectors indicating a significant shift in consumer behavior globally အတွက်ကိုလုပ်လို့ပါဒါပေမဲ့ဂျီရိုကိုမတွေးဘဲနဲ့ရည်ရှိမှုတာပြီကျွန်တော်လုပ်ငန်းမှာတွေးကြုံမှုတဲ့လူငယ်ပြီး social media မှာတွေးနေရတဲ့လူငယ်တော်တော်များများကဂျီရိုကိုသာတွေးတတ်ကြတဲ့စိတ်ဓာတ်တွေရှိနေကြတာကိုတွေ့ရပါတယ်ပတ်စံကိုမြင်မြန်မဲရှာခြင်းရတယ်မြန်မြန်ချမ်းသာခြင်းနဲ့သူတို့ရဲ့ဆုံးဖြတ်ချက်တွေကအရန်ကိုရိုးရှင်းလွန်းနေတယ် ဘာကြောင့်လဲဆိုရင်သူတို့ကအနာဂတ်ကိုထဲမစဉ်းစားကြလို့ပါဒီတလစာအတွက်တော့စဉ်းစားတယ်အချိန်ခဏတာအတွက်တော့စဉ်းစားတယ်တနေ့စာအတွက်တော့စဉ်းစားတယ်ဒါပေမဲ့ယေရှုကိုမစဉ်းစားကြပါဘူးသူတို့တွေကချမ်းသာအောင်မြင်နေတဲ့လူငယ်တွေကိုကြည့်ပြီးတော့သူတို့ကငငယ်ရွယ်နဲ့အောင်မြင်နေကြတာပဲအဲ့ဒါကိုပဲမြင်ကြပြီးတော့မှနောက်ွယ်မှာဒီအောင်မြင်မှုအတွက်ကြိုးစားလုပ်ခိုင်းခဲ့ရတာဒီကိုတော့မမြင်ကြပါဘူးကျွန်တော်ငယ်စဉ်ကျွန်တော်အသက်မဝင်ကြအောင်လောလောကန်ရင်ကြောင်းတက်တဲ့အချိန်ငါးနှစ်တာကာလအတွင်းကျွန်တော်တငယ်ချင်းတွေကတောက်စားပျော်ပါကြတယ်ပါတီတွေတက်ကြတယ်ကြီးစားတွေရှုပ်ကြတယ်အချိန်တွေဖြုံးကြတယ် ဒါပေမဲ့ကျွန်တော်အလုပ်တရက်လေးတောင်မှမပြတ်ခွက်ခဲ့ပါဘူးကျွန်တော်အမေနဲ့အတူနေတဲ့တိုက်ခန်းလေးထဲမှာပဲတရက်ကိုအလုပ်၁၂နာရီကနေ၁၄နာရီလောက်ထိအလုပ်လုပ်ရင်းကစာလိလာခဲ့ပါတယ်ကျွန်တော်ငွေချင်းတွေတခြားအရာတွေလုပ်နေတဲ့အချိန်မှာကျွန်တော်အနာဂတ်အတွက်ပေးဆက်နေခဲ့ပါတယ်ဒါကြောင့်မလို့လိုချင်တဲ့ရလက်အတွက်ပေးဆက်မှုဆိုတာရှိနေပြီးရေရှည်အတွက်ကိုစဉ်းစားဖို့လိုတယ်ဆိုတာပါဒါကြောင့်ဆိုရှယ်မီဒီယာကချမ်းသာအောင်မြင်တဲ့ရွယ်တူလူငယ်တွေကိုကြည့်ပြီးတော့ရေတွေကိုပဲစဉ်းစားတာမျိုးမလုပ်ပါနဲ့သင်ကရေတွေကိုပဲစဉ်းစားတဲ့အခါငါတို့လိုချမ်းသာအောင်မြင်လာအောင်၆လတွင်ကြိုးစားမယ် တနည်းအတွင်ကြိုးစားမယ်ဆိုပြီးတော့မှတွေးမိလာပါလိမ့်မယ်လက်တွေ့ကျကျစဉ်းစားရင်6လအတွင်တနည်းအတွင်အရန်ချမ်းသာလာဖို့ဆိုတာကသိလွယ်ကူတဲ့အရာမဟုတ်ပါဘူးဒါကြောင့်သင်ရဲ့ရည်မှန်းချက်တွေကိုလည်းလက်တွေ့ကျအောင်လှုပ်ဆောင်မှုလိုပါတယ်ဒီလိုပြောတာသင်ကိုလင်းလင်းမြန်မြန်အောင်မြင်အောင်မကြိုးစားနဲ့လို့ဆိုလိုတာမဟုတ်ပါဘူးဆိုလိုတာကသင်ရဲ့ဘန်းနိုင်ကိုလက်တွေ့မဆန်မင်းနဲ့မြန်မြန်ဖြစ်ဖို့ကိုပဲစဉ်းစားနေမယ်ဆိုရင်တကယ်မဖြစ်လာတဲ့ကသင်စိတ်ပြတ်သွားနိုင်ပါတယ်အသက်20ဝန်းကျင်လူငယ်အရွယ်မှာအချိန်ကြီးအများကြီးရှိပါတယ်ငယ်ရွယ်နေခြင်းကသင်မှာရှိတဲ့အကောင်းဆုံးဆုလက်ဖြစ်ပါတယ်သင်မှာအားရနေရှိတယ်ကျန်းမာရေးကောင်းတယ် လူငယ်ဆိုတဲ့အချိန်ကာလတခုရှိနေတယ်ဒါကြောင့်မလို့အချိန်သေးချာယူပါအလီဘာဘာကမ္ပဏီရဲ့တည်ထောင်သူဂျက်မားဆိုရင်တောင်မှသူ့ရဲ့စီးပွားရေးလုပ်ငန်းအတွက်နှစ်120စာပလန်လေးရေးဆွဲထားတာပါသူကရေရှိကိုတရားတွေးပြီးတော့မှကြိုးစားတာပါသူကသူငါရဲ့ plan ကပါလေ။ငါရောက်ချင်တဲ့ plan နဲ့ကိုရောက်ဖို့ကတိပါလေ။ဘာဘာစကေးတွေလာတာ။ငါအနာဂတ်မှာအောင်မြင်လာမှု။ဘယ်လိုကြီးနေမှာဖြောက်ဖြက်တဲ့လေ။အစားရှိတဲ့မေးခွန်းတွေကိုမေးပြီးတော့မှရှည်ရှည်အတွက်ကြိုးစားရတာ။တခါတလေသင်ကလက်ရှိရောက်နေတဲ့နေရာကိုကြည့်တယ် ာတော်မနေဘူးဘလို့မှရောက်မှလဲဆိုပြီးစိတ်ပြေစာနဲ့ခံစားနေရတာဒါပေမဲ့အဲ့ဒါကိုအာရုံမထားပါဘူးတပည့်တမန်တော်နေချင်းညာချင်းကြီးထွားလာတာသူရဲ့အရွယ်စားကြီးလာဖို့နှစ်နဲ့ချီပြီးအခြေယူရတာအစားပိုင်းမှာတော့တပည့်လေးကတေးသေးလေးပါဒါပေမဲ့အချိန်ကြာလာနေပြီးတမလာလေးတွေဖြစ်လာတာဒါကြောင့်တေပါဖြစ်ချင်လဲဆိုတာကိုအဖြေရှာပါဘန်းနိုင်ကိုချမှတ်ပြီးအဲ့ဒီဘန်းနိုင်ကိုရောက်ဖို့ဘတ်စကလ်တွေအတက်ပညာတွေလိုအပ်တယ်လဲဆိုတာရှာဖွေပါဒီဘန်းနိုင်ကိုရောက်ဖို့ဘယ်အလေးချင်းကြီးစပြီးတော့မှမွေးမြူတယ်လဲ ဘယ်လေ့ကျင့်တွေကိုတော့ဖျောက်ဖျက်တင်တယ်လဲဆိုတဲ့မိကုန်းနေမေးပြီးအဖြေရှာလှုပ်ဆောင်ရင်းကအနာဂတ်မှာကိုပြည့်ကျင်သူတယောက်ဖြစ်အောင်ကြိုးစားလိုက်ပါကျေးဇူးအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ